အားလုံးပဲမင်္ဂလာပါခုဘောနော်ဒီပုံစံလေးက chapter 3 oak question session ဒီမှာပါတဲ့ပုံစံလေးနော်ပုံစံမတူတဲ့သုံးပုံလေးပဲယူရထုတ်ထားတယ်ဘောနော်အဲအဲ့ထဲမှာဒီ number 1 number 1ပုံစံလေးကြီးပဲအဲ့ဒါအောင်မှာ center ပြောင်းမယ် plain equation လေးပြောင်းမယ်ပေါ့အဲဒီပုံစံလေးအများဆုံးပဲ ဒါက2024 2025ဥခွေရှင်နေ့မှာဆက်ရှင်ဒီဘိုင်းမှာမေးသွားတဲ့ပုံစံလေးနော်အဲဒါဆိုရင်စမတို့ကအဲ textbook ထဲမှာဆိုရင် exam ထွဲပုံစံလေးပေါ့နော်ဒါကကြာတော့ exam 7ပုံစံလေးဒါကတော့မေးခွန်းနဲ့လေလို့ပြောလို့မရဘူးကနန်းလေးတော့ပြောင်းမှာပေါ့နော်ကနန်းလေးပဲပြောင်းထားတယ်အဲမေးခွန်းကဒီလိုမျိုးလေးမှာနည်းနည်းလေးဉာဏ်စမ်းသဘောမျိုးနဲ့မေးထားတာပေါ့နော်ဒီပု္ပ္ပစာလေးတစ်ပုဒ်ပဲပါတယ်အဲ့ဒါ chapter 3 overview နေမှာပေါ့နော်အဲ့ဆိုစမနဲ့တူတူဒီ number 3ပုံစံလိုမျိုးလေးတွေ့ကြရအောင်နော် ခုဒီမှာဒီပုတ်ဆော်မှာဆိုရင် point a တဲ့ a ဆိုရဲ့အမှတ်ကလေးက hash ရှိတယ် coordinate 522အဲဒါကအ point a ရဲ့တန်ဖိုးလေးပေးထားတယ်ပြီးတော့ line l l ဆိုတဲ့နင်းလေးကတဲ့ pass through ဆိုတော့ဖြတ်သွားတယ်ဒီအမှတ်လေးနံပါတ်ကိုဖြတ်သွားတယ်နော်အဲဒီပုတ်ဆော်ကကြတော့သူညွှန်ကြားတဲ့အတိုင်းလေးကိုကိုကပုံလေးလိုက်ဆွဲလိုက်အဲ့လိုမျိုးပုံဆွဲတဲ့တည်းဆိုရင်ကိုတိခဲ့တဲ့ test တွေကအတိနဲ့ဘယ်ဟာလေးနဲ့တော့ချိန်လဲဆိုတာစဉ်းစားလို့ရမှာပေါ့နော် ူးဒီမှာဆိုရင် line l ကဒီအမှတ်နံပါတ်ကို ဖြတ်သွားတယ်ဆိုတော့စမပထမအဦးဆုံးသူပြောတဲ့ဟာလေးကိုအရင်ဆွဲလိုက်မယ်ခုဒီမှာ line l လေးရှိတယ်လိုင်း l လိုင်း l ကဒီမှာသူပြောတဲ့အမှတ်လေးနံပါတ်ကိုဖြတ်သွားတယ်တမှတ်က2 5 -1 နောက်တစ်မှတ်က19 minus 3အဲဒါ point လေးနှစ် point ပြီးတော့ point B B ဆိုတဲ့အမှတ်ကလေးက line တရှိတယ် on L line L ဘောကို B ဆိုတဲ့အမှတ်လေးရှိတယ်တဲ့ဒါဆိုရင်ဒီ line L ဘောမှာပဲ B ဆိုတဲ့အမှတ်လေးတစ်မှတ်ထပ်ရှိမယ်နော်စောစောလေးလုံကအမှတ်နှစ်မှတ်ရှိရခုဆိုခု B ဆိုရအမှတ်ကလေးထပ်ရှိမယ်။ B ကဘယ်နေရာရှိရဆိုတာထားမယ်မသိသေးဘူးကောနော်။ အဲနောက်ထပ်မေးခွန်းလေးကိုထပ်ဖက်ကြည့်မယ် line AB ကတဲ့ is perpendicular ထောက်မှန်ကြတယ် line elbow ကိုထောက်မှန်ကြတယ်လို့ပြောတယ် AB က L ဆိုတဲ့မြင်းပေါ်ကိုထောက်မှန်ကြတယ် AB ကလည်းမြင်းမဲလीနော်အဲ့ဆိုစမတို့က line L line AB လေးကိုဆွဲမယ်ပေါ့ဒါလေးက line AB လေးဟောအဲ့ကြတော့ B ကဒီ ီအောက်မှာပဲရေးမယ် A ကတော့ဒီထိပ်မှာရေးမှာပေါ့နော်ဘာလို့လဲဆိုတော့ B ဆိုတဲ့အမှတ်ကလည်းဒီ line L ပေါ်မှာရှိတယ်လို့ပြောထားတော့ကျမတို့က B ကိုဒီနယ်လေးမှာယူရေးဦးမယ်နော်အဲ့ဒါလေးဟောဒါဆိုရင်ကြည်လိုက်ဒါဆို XML 7နဲ့နည်းနည်းခက်ဆင်ဆင်လေးဖြစ်သွားဟုတ်တယ်နော် XML 7ကလည်း line နဲ့ line တောင်းမှကြားတဲ့ပုံစံပဲလीနော်အဲ့ဒီမှာဒီလိုလေးရေးလိုက်ပြီးပြီးတော့ fine နဲ့ share ပါ distance distance ဆိုအကွာဝေးနော်အော် sorry distance ဆို aqua way between point a နဲ့ b a နဲ့အမှတ်အနဲ့ b ကြားမှာရှိတဲ့ aqua way ကိုမေးတယ်ကျွန်တော် distance formula လေးသုံးဖို့အတွက်အမှတ်နှမှတ်တည်ရမယ်ခု a ဆိုတဲ့အမှတ်လေးကလည်းတည်တယ် a ဆိုတဲ့အမှတ်ကဒီမှာလေးပေးထားတာเนาะ522ဆိုပြီးပေးထားတယ်522ဆိုပြီးပေးထားတယ် b b အမှတ်ကတော့ရှားမှာ b b ကရှားမှာအမှတ်ဆိုတော့ကျွန်တော် coordinate form ကိုသုံးမယ်ပေါ့เนาะ coordinate form လေးက h y z equal to H1 black key L, Y1 black key M, Z1 black key N ဆိုပြီးတော့ဒီလိုမျိုးရှိတယ်။လိုချင်တာဒီ H1 cell ကိုလိုချင်တာနော်။အဲ့မှာဒီဘက်ချမ်းမှာကြည့်လိုက်ဒီဘက်ချမ်းမှာစမတို့က L, Y, M, Y, N နဲ့ဓာတ်တဲ့ value လေးသိသိရမယ်။ H1, Y1, Z1 ဆိုရအမှတ်ကလေးတွေသိရမယ်။ K တန်မိုးသိရမယ်။ခုပြောသွားတဲ့တန်မိုးတွေအကုန်သိပြီဆိုရင် B ရအမှတ်ကလေးရတယ်။ เนาะအဲ့ဆိုပထမဦးဆုံး guided value လေးတည်ရမယ် guided value ကဘယ်ကနေတည်ရရှာမလဲဆိုတော့ b ဆိုတဲ့အမှတ်ကလည်း line ဘောမှာရှိတယ်ဒီပေးထားတဲ့အမှတ်ကလေးနှစ်မှတ်ကလည်း line ဘောမှာရှိတယ်ဆိုတော့ဒီအမှတ်လေးနှစ်မှတ်ကနေစမတို့ကရှာမယ် guided value ရှာမယ်เนาะအဲ့ဆိုပထမဦးဆုံးဒီမှာ guided value လေးရှာမယ် guided value ဆို line l ကနေရှာမယ် right? The values of line L uh, L uh, yeah, no L yeah, the higher value, yeah. ဒီမှာလေးနှစ်မှတ်တရားနေရှာမှာနောက်တရားနေရှိဦးနှုတ်လာနှုတ်လာရင် -1 -5 ကိုနှုတ်တော့4 -3 ရနေ -1 ကိုနှုတ်တော့ -2 လေးရမယ် နော်အဲ့ဒါက directed value ဒီမှာ element ရသွားတယ်အေးဘာလို့ဆင်မလို့ကဒီ b ရဲ့အမှတ်ကိုတွက်တဲ့အခါမှာ directed value ကိုဒီ line ရကနေယူသုံးလို့ရတာလဲဆိုရင် point b ကတဲ့ on the line တရှိတယ် on a line elbow ကိုရှိတယ်လို့ပြောထားလို့အဲ့ဒါဆင်မလို့ကရေးပြီးဆင် b က line တရှိတယ် on l l ဆိုတဲ့မြင်းပေါ်မှာ b ရှိတယ် ဒါကြောင့်ကျမတို့ကအဲ့ဒီ diet value လို့ဒီအမှတ်ကလေးတွေလို့ကယူသုံးလို့ရတယ်နော်အဲ့ကြောင့်မို့ hyz equal to h1 y1 z1 ကြတော့ဒီအမှတ်ကိုယူသုံးလိုက်မယ် h1 y1 z1 အဲ့ဆိုရင်2အဲ diet value ကတော့ဒီဟာလေး minus 1လေး minus k ပေါ့ပြီးရင်5 plus 4k minus 1 minus 2k ဆိုပြီးတော့ကျွန်တော်ဒီမှာ equation လေးရသွားရင် နော် equation online ပုံစံလေးရသွားတယ်အဲ့မှာကြည့်လိုက်မသိတာဆိုလို့ k ပဲကျန်တော့လေ k ဒါရရင်စမတို့က point b လေးရဲ့အမှတ်ရဟုတ်တယ်နော် k ကိုဘယ်လိုရှာမလဲတစ်ချက်စဉ်းစားကြည့်အောင်ဆိုဒီမှာဆိုရင် line နဲ့ line ကတောင်းမှန်ကြတယ်လို့ပြောထားတယ်ဟိုစမတို့ရှာလိုက်တယ်ဒါ line l ရဲ့ direct value လေးရသွားပြီအဲ့ဆိုရင်ဒီ line ab ရဲ့ direct value လေးဒါရမယ်ဆိုရင် direct value နှစ်ခုမြှောက်ပြီးပေါင်းတာက0အဲ့အဲ့ဒီ အဲ့ဒီစက်တကြီးလေးကိုတုံးရတယ်ဘာတုံးရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ line line ကတောင်းမှကြလဲလို့သူကပြောထားတာဟုတ်ဒီမှာလေး AB line AB က perpendicular ဖြစ်တယ် line ရဘောကိုတောင်းမှကြတယ်လို့အဲ့ပြောထားချက်လေးကြောင့်မို့ directive value လေးနှစ်ခုသာရှာလိုက်တော့မယ်နော်ဒီခုဒီ line AB ရဲ့ directive value ကမတည်သေးဘူးလीနော်အဲ့ဒါလေးကိုအရင်ရှာမယ်အဲ့ဆိုစမတော့ directive value က AB ပေါ့ B ရဲ့ကနေ A ကိုနှုတ်လောလောဆယ်တော့ B ရဲ့အမှတ်ကဒါလေးပဲဒီလိုလေးဖြစ်နေသေးတယ်နော်။ရရဲဒီအမှတ်ထဲကနေပြီးတော့ဒီ522ကိုနှုတ်လိုက်မှာပေါ့နော်။ divided value ဆိုတော့ angle bracket နဲ့ရေးမယ်2 k ဟိုမှာ point a ရဲ့အမှတ်က -5 နှုတ်ပြီနော်5 4k ပြီးရင်ဟိုမှာ point a က2ကိုနှုတ်မယ် -2 -1 -2k -2 ဆိုပြီးတော့ဒီမှာ divided value လေးရပြီဒါလေးတွေကိုနည်းနည်းရှင်းလိုက်အောင်ပေါ့နော် သူရဲ့သူရဲ့ရှင်းလိုက်တာ minus 3 minus k သူနဲ့သူနဲ့ရှင်းလိုက်တာ3 plus 4k သူနဲ့သူနဲ့ရှင်းလိုက်တာ minus 3 minus 2k ဆိုပြီးတော့ divided value လေးရမယ် line နဲ့ line ကတောက်မှန်ကြတယ် line ab နဲ့เนาะ line r ကတောက်မှန်ကြတယ် two line ကဖာပင်ဒီကူလာလို့ရေးလိုက်တော့မယ်เนาะ ဖာပင်ဒီကူလာလို့ရေးပြီးတော့ဒီဒါလိုက်တဲ့ value လေးနှစ်ခုကိုစမတို့ကမြှောက်လိုက်မယ်။ -1 နဲ့ -3 -k မြှောက်တော့3 +k ရမယ်။ -1 ကို3 +k ပြောခဲ့မယ်။နော်3 +k လေးရမယ်။ပြီးရင်4နဲ့ဒီ3 +4k နဲ့မြှောက်လိုက်တော့မြှောက်ပြီးပေါင်းပါဆိုတော့ပေါင်းမယ်နော်။ +12 +16k ရမယ်။ ပြီး minus 2ကနောက်ကဟာထူလုံးနဲ့မြောက်တော့ plus 6 plus 4k equal to 0 3ရဲ့12ရဲ့6ရဲ့အဲ့သုံးခုပေါင်းလိုက်เนาะပေါင်းလိုက်21ရဒီဘက်ကိုကြည့်လိုက်မယ်เนาะရလေးကြည်လိုက်မယ်21ဒီနေ့ကြည်လိုက်မယ်နော်21ရမယ် ပြီးရင် k တွေပေါင်းမယ်နော်ဒီမှာ1ဒီမှာ60ဆိုတော့70 4နဲ့ပေါင်းလိုက်တော့ plus 21 plus 21 k equal to 0အဲ့ဒါလေးကိုရှင်းလိုက်ရင် k တန်ဖိုးက minus 1ရသွားမယ်ဟုတ်တယ်နော် k ရပြီ k ရရင်စမတို့ကဒီ point coordinate of b လေးကိုရေးလို့ရပြီနော်ဒါလေးရခဲ့ပြီနော်ဒီမှာကြားတဲ့ညံနေမမြင်ရမှာဆိုဝိုင်းခဲ့ပြီဒီအောက်မှာရေးပြီနော် ိုဒါကြီးပြန်ဖြစ်လာဟိုစမတော့ဒီနေ့မှရေးပြီ coordinates of b coordinates of b k နေရာမှာ -1 แท้ -1 แท้တော့ဒီကောင် +1 ဖြစ်တော့သူနဲ့ဆိုရင်3ရမယ် minus 1แท้ minus 4ရှင်းလိုက်ရင်1 minus 1แท้ plus 2ရှင်းလိုက်ရင်1 311 so so distance formula lawyer, no distance between point a and b so bi distance between point a and b oh a I man b a man jama she is a man son organic imagine to you distance formula လေးသုံးလိုက်မယ် distance formula က h2 minus เนาะ h2 minus h1 the whole square plus y2 minus y1 the whole square အဲ့ဒီဟာကိုသုံးပါ ab ဆိုတော့ b တွေကနေစမတော့ a ကိုနှုတ်ရတယ် a တွေက b ကိုနှုတ်လေးရတယ်เนาะအဲအဲ့ဆိုစမ a တွေက b ကိုနှုတ်လိုက်မယ်5ထက်က3နှုတ် the whole square plus 2 minus 1 the whole square plus 2 minus 1 the whole square အဲ့မှာအဲ့ဒါလေးကိုရှင်းလိုက် 5ထဲက3 note တော့2 2 square ဆိုတော့4ဒါဆိုရင်1 1 square ကလည်း1နောက်တစ်ခုကလည်း1 square ဆိုတော့1 root 6ဟောဒါသူ့ရဲ့အဖြေ root 6ပဲ point a နဲ့ point b ကြားမှာရှိတဲ့အကွာအဝေးက root 6ရှိနေတဲ့နော်ဒီပု္ပ္ပစာလေးဆိုရင်လည်းထူးဆန်းနေအဲဒါပေမဲ့ तू က xml 7ကိုပဲအခြေခံထားတာနော် तू ပေးချက်တွေမေးထားတာတွေနော်မေးထားတာဟိုသူ့ရဲ့ distance from distance between point a နဲ့ b အဲ့ဒီ မိကုံးကနေပြီးတော့ပဲအဖြေကိုပြန်သွားအဖြေကိုပြန်စဉ်းစားနော်ဒီမှာဆိုရင် point A ပေးတယ် point B လိုနေတယ် point B ဆိုရင်စမတို့ကဒါ chapter 3နော်3နေနေ4နေရပါတယ်ဟုတ်လားကျက်ကိုကြိုက်တဲ့နီးနဲ့တွေ့ဒါကတော့3နဲ့တွေ့ရမှာပေါ့နော်ပြီးရအမှတ်ကိုလိုချင်တာအမှတ်ကိုလိုချင် coordinate form ကိုတုံးတွေ့ coordinate form ကိုတုံးတွေ့ရမယ်ဆိုတော့တည်သွားပြီဒါပေမဲ့အဲအဲ့ထဲမှာဘာလေးပါလဲအဲ့ထဲကကို coordinate form ကိုရေးချရေးလိုက်အဲ့ထဲမှာကိုတည်ရမယ့်အချက်တွေကိုဆွဲထုတ် ဆွဲထုတ်ပြီးအဲ့ဒါတွေကိုဘယ်ကနေရှာရမလဲဆိုတာကိုစဉ်းစားတဲ့ရတယ်။ဒါကလည်းစဉ်းစားဖို့အတွက်ကလည်း test ကိုပဲအခြေခံပြီးစဉ်းစားမှာပဲ။နော်။အဲ့ကြောင့်မို့ test ကိုကြည့်အောင်လုပ်ပေါ့နော်။ကြည့်အောင်လုပ်ရင်သူ့ရဲ့ theorem တွေကိုတိကျလေးမှတ်ပေါ့နော်။အဲ့ဒါလေးမှတ်မှဆိုတော့ဒီလိုပုံစံတွေစဉ်းစားလို့ရတယ်။